ယူနိုက်တက်နေပြရိုမင်အမ်ဘော်လီနဲ့ပတ်သက်ပြီးတော့လူတည်နေတဲ့ထူးခြားချက်၅ချက်ပရိသတ်များလုံးဝမေးလာများ Red Devil Information ကနေပြန်လည်ကြိုလိုက်ပါရင်တိတိမင်အကောင်ကတောင်းလာလိုက်ပါရင် တတိပင်းကောင်းခဲ့လို့ United လို့ရွှေတိစောင်းခဲ့ရတာကိုကျွန်တော်တို့လည်းမျက်ဝါးချင်းနေမြင်တွေ့ခဲ့ရတယ်မဟုတ်လား။တချို့လူတွေဆိုရင်သူတို့အသင်း Premier League ဖလားရတာကိုတီမီကနေလိုက်မကြည့်ဘူးသလိုတချို့အသင်းတွေကြာပြန်တော့လည်းဥရောပဖလားကိုပြားလိုက်မှသာမြင်မှုကြပါရင်။ဒါပေမဲ့ United အကြောင်းကျွန်တော်တို့တွေတစ်ခါမှမသိငယ်ရဘူးသလိုဘောလုံးကဘာမှာဆူလာအောင်မြင်မှုတိုင်းမှာတရားနည်တွေအခြေအားလက်ရမကင်းခဲ့ပါဘူး။ Manchester ကောင်းခင်မှာသိငယ်မှုအားကြမှုတွေဆိုတာဘာမှမသိတဲ့အထိတောက်ပြအောင်ရောင်းတင်ပေးခဲ့သူက Sir Alex Ferguson ဖြစ်ပါရင်။ ယူနိုက်တက်အသင်းရဲ့ဖခင်ကြီးအောင်စာရလက်ဖြစ်တယ်ဆိုရင်ဘယ်သူမှငြင်းမှာမဟုတ်ပါဘူး။ဒါကြောင့်လည်းစာရလက်ဆောင်မသိသူမရှိတဲ့နိဗ္ဗာန်ကြီးတရားဖြစ်တာကြောင့်စာရလက်အကြောင်းကိုတော့အကျယ်တဝင့်ဖော်ပြနေစာလုံးဝမထင်ပါဘူး။စာရလက်ဘလောက်တော်ကြောင့်ဘလောက်ထိုးပြောင်ကြောင့်ရေးသားထားတဲ့စာအုပ်စာပေတွေကျွန်တော်တွေဖတ်ရှုခဲ့ရပြီဖြစ်ပါရင်ရုပ်သံစီနီမှာလည်းမကြာခဏမြင်တွေ့နေရပြီဖြစ်ပါရင်ဒါကြောင့်လည်းဒီနေ့တင်ဆက်ပေးချင်တာကတော့အနာဂတ်မှာယူနိုက်တက်အသင်းနဲ့အတူအောင်မြင်လာနိုင်တဲ့နိဗ္ဗာန်တို့အကြောင်းပဲဖြစ်ပါရင် သူကတော့ Ruben Amorim ပဲဖြစ်ပါတယ် Amorim ဟာအခုချိန်ထိ Manchester United နဲ့အတူမကြိုက်သေးပေမဲ့ပရိသတ်လိုချင်တဲ့ရလဒ်ကိုဘုံမဖော်နိုင်သေးပါဘူးဒါပေမဲ့လည်း Portuguese ရဲ့စိတ်နဲ့စိတ်ထားနဲ့လုပ်ပုံကိုင်ပုံနဲ့ဆုံးဖြတ်ချက်ချပုံတွေကိုကြည်ကြည်အားဖြင့်သူ့အနေနဲ့တရင်းညီတွေကိုရွှေရောင်နေရတဲ့စီပြန်ခေါ်ဆောင်လာလိမ့်မယ်လို့ယုံကြည်မိပါတယ်ဒါကြောင့်လည်း Amorim နဲ့ပတ်သက်ပြီးတော့လူတီနဲ့ထူးခြားချက်တွေကိုခုလိုပဲဖော်ပြပေးလိုက်ရပါတယ် နံပါတ်1နေပြလိုင်စင်မရှိခင်မှာနေပြအလုပ်ကိုလုပ်ကင်ခဲ့သူဟာအမော်ရင်ဖြစ်ပါတယ်2020ခုနှစ်မှာ Sporting အသင်းကိုနေပြပေးခြင်းအတွင်း Emory စီမာ UEFA Pro License မရရှိသေးပါဘူးဒီအတွက်ကြောင့်လည်းသူစီမာအခက်အခဲတွေရှိခဲ့သလို Sporting အသင်းကလည်းပွဲစဉ်တိုင်းနေပါရောကြီးတွေပေးဆောင်ခဲ့ရပါတယ်ဒါပေမဲ့လည်းနေပြလုပ်သက်တဲ့နှစ်အတွင်းမှာပေါ်တူဂီသားဟာအားအသင်းစရာကောင်းတဲ့အောင်မြင်မှုတွေကိုရယူနိုင်ခဲ့ပါတယ် Emory Sporting အသင်းကို19နှစ်ကြာပေါ်တူဂီလီဘရာငမ်းမှုမှုကိုအဆုံးသတ်ပေးခဲ့ပြီး2020 21ရာသီလုံးကအဆုံးသတ်ပေးသွားခဲ့တာပါနံပါတ်2 နောက်တစ်ချက်ကတော့ Emory ဟာမိသားစုအပေါ်အခြေကြီးသူဖြစ်ပါတယ်။ Emory ဟာ United လို့ဘောလုံးအသင်းအသင်းကိုနီးပြားကျောဖြင့်ကင်တွေရတာကြောင့်ပြားရီနဲ့အမြဲတမ်းရင်ဆိုင်နေရပါတယ်။ဒါပေမဲ့ဒီလိုပြားရီကြားထဲမှာပဲသူဟာမိသားစုကိုအချိန်မေးဖို့စူးစမ်းလေးရှိပါတယ်။နံပါတ်3ဘင်မီကဘောလုံးအသင်းမှာကစားခဲ့ပေမဲ့ Sporting လို့ခါးသီးပြိုင်ဘက်အသင်းကိုကင်တွေခဲ့တာကြောင့်သူဟာပရိသတ်တွေရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်။ Sporting အသင်းကိုထိတ်တန်းအသင်းကြီးအသင်းဖြစ်လာအောင်စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် Emory ဟာဘင်မီကပရိသတ်တွေစီမှာရည်ရွယ်လို့သဘောထားခံခဲ့ရပါတယ်။ နံပါတ်၄အသက်အရွယ်ရွယ်မှာတွင်နေပြည်တော်အောင်မြင်ခဲ့သူဟာလက်ရှိတည်နေတဲ့နေပြည်တော်ဖြစ်ပါတယ်။အသက်30ကျော်လေးမှာတွင်စင်ညာအသင်းကြီးတင်းရဲ့နေပြည်တော်အဖြစ်လောက်ကန်ခဲ့တာဖြစ်ပါတယ်။နေပြည်အတက်ပညာကိုအထူးတလဲလေးလာစရာမလိုပဲလက်တွေ့အတွေ့အကြုံနဲ့ဖန်ပြီးခဲ့သူလည်းဖြစ်ပါတယ်။ MRI ဟာမြန်ဆန်တဲ့တိုက်စစ်ကစားပုံနဲ့ပွဲစဉ်တစ်ပွဲကိုအချိန်နေပေါ်မူတည်ပြီးတော့ကစားသမားအပြောင်းလဲလုပ်တဲ့သူလည်းဖြစ်ပါတယ်။ဒါကြောင့်လည်း MRI ကိုင်တွယ်တော့ Sporting အသင်းဟာပေါက်ကွဲအပြင်းထန်တဲ့အသင်းတစ်သင်းအဖြစ်မမမမရက်တည်နိုင်ခဲ့တာဖြစ်ပါတယ်။နံပါတ်5 ။နောက်ဆုံးချက်ကတော့အမ်မော်ရီယာကစားမဖွားတော့ကအောင်မြင်မှုစုသိတွေရယူနိုင်ခဲ့သူပါ။မိမိကအတင်းနဲ့အတူပေါ်တူဂီအမတ်ဘေးဖလားရယူနိုင်ခဲ့သလိုပေါ်တူဂီလူရင်းစင်အတင်းနဲ့လည်း73ပွဲအထိကစားပေးခဲ့ပါရင်ဒါအပြင်ကမ္ဘာအကောင်းဆုံးကစားသမားတွေဖြစ်သူခရစ်စတီယာနိုရော်နယ်ဒိုနဲ့အမ်မော်ရီတို့ဟာအသင်းပေါ်တွေဖြစ်ခဲ့ကြပါသေးတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနေကောင်းချိုးလိုက်ရပါတယ်ခင်ဗျာဗီဒီယိုအစုံကြီးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါတယ်ခင်ဗျာ